မင်္ဂလာပါခင်ဗျာအခုကတော့ An Anthology of Thai Classical Music ဆိုရက်ထိုင်းရွာဂီတပွဲလေးတစ်ခုကိုသွားနေရပါဒီပွဲလေးကိုတော့ The Siam Society နဲ့ထိုင်းနိုင်ငံရဲ့ Fine Arts Department ကနေပြီးတော့ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ် Next station Mahatma Mahata interchange with the MRT incline. Doors will open on the right hand side of the train. The Siam Society ကပွဲကျင်းပနေတဲ့အဆောက်အအုံတွေကိုရောက်ပါပြီ။ ကျွန်တော်တို့ကနောက်ကျမှရောက်သွားတာပါအဲအကြောင်းပွဲကတော့ဆက်နေနေပါပြီ ဖေမိုးတစ်ခုပြီးတိုင်းမှာလဲလက်အုပ်ချီကတော့ပြူရန်ကိုတင်းတင်းတင်းတဲစနစ်တကျလောက်ဆောင်တာကိုတွေ့ရပါတယ်။သူတို့မှာအဲ့လိုမျိုးလက်အုပ်ချီပြီးတော့ကတော့ပြူရဲ့ပုံစံတွေကအမျိုးမျိုးရှိရပါတော့။ traditional hey ruya royal bath and chains ah စောစောတင်ဆက်သွားတဲ့တခြင်းကတော့အသိရေးဖွေထားတဲ့တခြင်းတစ်ပုဒ်ဖြစ်ပါတယ်။အဲ့ဒီတခြင်းမှာဆိုလို့ရှိရင်မတူညီရဲ့ဂီတပုံစံတွေကိုထည့်သွင်းရေးဖွေထားရဲပေါ့နော်။အဲ့ဒီထဲမှာတရုတ်၊အိန္ဒိယ၊ဗီယက်နမ်၊မြန်မာပါပါပါတယ်။အဲ့မှာမြန်မာပုံစံမျိုးတွေလည်းရေးဖွေထားတယ်လို့ကြီးညာသွားတယ်ပေါ့နော်။ဒီပွဲလေးမှာနားထောင်တဲ့သူတွေကလည်းအကောင်လုံးကတိတ်ဆိတ်ပြီးတော့ညီညီတက်တက်လေးနဲ့နားထောင်ကြရတယ်ပေါ့နော်။ အဲတော့မှတ်တမ်းတင်တပ်ပုံလို့ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့မဖုန်းကိုအလေးနေအကုန်လုံး short ထားကြရတယ်။ပြပြဆိုလို့ရှိရင်လည်းရိုက်မယ်ဆိုလို့ရှိရင်လည်းနောက်ကိုလာပြီးတော့ရိုက်ဖို့အတွက်ခွင့်လည်းတောင်းပါတယ်ပေါ့နော်။နောက်တော့တစ်ခုထူးခြားတာကဒီမှာအထိုင်းရဲ့ဒီရိုးရာကိုရိုးရာတခြင်းတွေကိုလေ့လာကြတဲ့နိုင်ငံသားတွေနဲ့တွေ့ရတယ်လို့လူငယ်တွေလည်းအများကြီးပဲတွေ့ရပါတယ်။ ားထောင်သမျှသချင်းတွေထဲမှာဒီသချင်းကအနုညံ့ဆုံးသချင်းလို့ခန်းစားမိရယ်ပေါ့နော်ဒီသချင်းမှာမောင်းအကြီးတွေလည်းအအတန်ဆုံးတုံးထားတာတွေ့ရတယ်အခုကနေစပြီးတော့ဟိုင်းရဲ့အမ်သူတို့ကျင်ညာတယ်လို့ဆိုရင် rock and roll လို့ပြောတဲ့ပုံစံမျိုးတိပေါ့နော်အဲ့လောက်ကြီးအတန်ကျဲတက်ကြွတဲ့ပုံစံမျိုးသွားတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းကတော့အတန်နည်းနည်းစုပါတယ် ဒါပေမဲ့သူရဲ့ဒီသူရဲ့ဘောမှာကျွမ်းကျင်မှုကြွားရင်စီလုံးညွမှုပေးယူမြတ်တာမှုပေါ့နော်ဒီဟာတွေအားလုံးကိုတွေ့မြင်ရမှာဖြစ်ပါတယ် ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြန်ပါတော့မယ်ဘိုင်ဘိုင်哦，这个话，什么的啦？你妈的，什么的啦？你妈的，明白了吗？谁让你这个不读的了？